ထိုင်းမြန်မာနယ်စပ်မြောက်ရီမြို့မင်းလက်ပံကျေးရွာဘက်မှာစစ်ကောင်စီတပ်တွေကို KNL မဟာမိတ်တပ်ဖွဲ့တွေဖျက်တောက်တိုက်ခိုင်းနေတဲ့တိုက်ပွဲတွေနိုဝင်ဘာလ20ရက်ကနေ24ရက်နေ့ထိတိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ။အဲ့ဒီတိုက်ပွဲကနှစ်ဖက်ပစ်ခတ်တဲ့လက်နက်ကြီးနဲ့လက်နက်ငယ်ကြီးတွေမဲဆောင်မြို့မဲ့ကိုကင်းရွာဘက်ကိုနေ့တိုင်းကြာရောက်ပောက်ကွဲထိမှန်တာတွေရှိနေပြီးနေတချို့ထိခိုက်ပျက်စီးတာအိမ်မွေးကျွေးနွားတွေထိခိုက်ဒဏ်ရာရတာတွေလည်းရှိနေပါတယ်။အဲ့ဒီအခြေအနေကြောင့်ထိုင်းနိုင်ငံနေကြဆောက်တဲ့စစ်တပ်နဲ့ကြေးရွာလုံခြုံရေးတပ်ဖွဲ့တွေကနေဆက်ကြေးရွာလမ်းမိုင်းတစ်လျှောက်ကိုလုံခြုံရေးတိုးမြှင့်ချထားပြီးစစ်ရင်နန်းနဲ့ကင်ပတ်ဆောက်ကြည့်နေတယ်လို့စစ်ရဟတ်ရင်တွင်နေပါကင်ပတ်ဆောက်ကြည့်တာတွေလှုပ်လာနေပါတယ်။ အခုရက်ပိုင်းမှာတော့မင်းလက်ပံရွာနဲ့အင်ဂျင်မြန်ရွာတင်ကြိုင်နေရာဘက်မေဝါခီးရွာနောက်ဘက်နေရာတွေမှာစစ်တပ်က KNL မဟာမိတ်တပ်ဖွဲ့တွေဖြတ်တိုက်နေလို့နှစ်ဖက်ပစ်ခတ်တာတွေဆက်ရှိနေတယ်လို့ KNL မဟာမိတ်ရှိတဲ့တရင်ရင်မြေတွေကပြောပါတယ်။အခုလိုတိုက်ပွဲဆက်ဖြစ်နေလို့မင်းလက်ပံဖလူနဲ့အင်ဂျင်မြန်ရွာကစစ်ရှောင်းတွေထိုင်းဘက်မဲ့ကူကင်းရွာနွားချံဘက်နဲ့တောင်ရင်မြေပေနေရာတွေမှာယာယီစစ်ပေတိန်ရှောင်းနေရတာလူတထောင်ဝန်းကျင်လောက်ရှိနေတယ်လို့သိရပါတယ်။ ဒါအပြင်ထိုင်းဘက်ကမေကူကင်ရွာဘက်ကလည်းထိုင်းအနာပိုင်းတွေဒေတာခန်တွေကိုနေရာရွှေ့ပြောင်းပေးတာကြီးဝစာတင်ကြောင်းနဲ့စက်ယုံအလုံယုံတွေကိုလည်းယာယီရက်နာခိုင်းတာလို့သိရပါတယ်။